မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကလူကြားနဲ့ထွက်ပြီးတော့စကားပြောဖို့ကြောက်တက်တဲ့သူတွေအနေနဲ့စင်မော်ကိုတက်ပြီးတော့စကားပြောမယ့်ကိစ္စတွေရှိလာတဲ့အခါမှာဒီ stage fright ကိစ္စကိုဘယ်လိုဖြေရှင်းမလဲပေါ့စင်မော်တက်ဖို့စကားပြောဖို့ကြောက်တက်တဲ့ကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမယ်ဆိုတော့ပထမဆုံးကတော့ကျွန်တော်ကိုရိုင်းကလည်း introvert တယောက်ပါ introvert တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလူတွေနဲ့ရင်းစကားပြောရတာမကြိုက်ဘူးပေါ့နော်လူတွေနဲ့တစ်ချိန်လုံးစကားပြောနေရတာမကြိုက်ဘူး လူတွေကြားရဲတောင်းရတာတွေပါတယ်မကြိုက်ဘူးဒါပေမဲ့ကျွန်တော်ရွေးချယ်ထားတဲ့အလုပ်ကကြတော့ influencer အလုပ်ဖြစ်နေတယ်ပေါ့နော်ဟိုသဘောကကျမိုင်းနဲ့ပတ်သက်လို့ကျွန်တော်စကားတွေပြောရတယ်လူတွေကြားရဲတောင်းရတဲ့ကိစ္စတွေစင်ပေါ်တက်ရတဲ့ကိစ္စတွေရှိတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအရင်ကတည်းက introvert တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကြားရဲမှာစကားပြောရတာကျွန်တော်ကအရင်ကြောက်တတ်တယ်နော်ကျွန်တော်ဘလောက်ထိလဲအရင်တော့ဆိုရင်အဲ့လိုမျိုးလူတွေရှိမှစကားပြောဖို့တခုခုဆိုရင်လူကဘလောက်ပဲများများ ဟမ်ဘလောက်ပဲနည်းနည်းပြောတာပါဥမာ2ယောက်3ယောက်လောက်ပဲရှိနေရဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့လူအုပ်စုလိုမျိုးဖြစ်လာပြီ၄50ယောက်လိုမျိုးဖြစ်လာပြီဆိုရင်အဲ့ဂျာထဲမှာစကားပြောဖို့အရန်ကြောက်တယ်မေးခွန်းမေးဖို့လို့စကားပြောဖို့လို့အဲတခုခုဆိုရင်အဲ့လိုမျိုးငါ့အောင်မြဘလို့ထင်မလဲပေါ့ ငါ့မြတ်ဘလို့ထင်မလဲတခုခုများဟိုပေါ့ရည်စရာများဖြစ်သွားမလားပေါ့ဒီလူတွေကြားထဲမှာငါကတော့ဟားတိုက်စရာများဖြစ်နေမလားဆိုပြီးတော့အဲ့လိုခြေတုံလက်တုံနဲ့ရင်ခုန်တန်းနဲ့ရမ်းမြန်လားတက်ရှူရံနေမြန်လားကိုပြောမဲ့စကားကမပြောနိုင်ဘူးပေါ့လေ level မှာတစ်ဆူဆူနဲ့အဲ့လိုမျိုးတွေပါတယ်ဖြစ်လာတယ်အဲ့ဒီကိစ္စကိုရင်ဆိုင်ဖြေရှင်းလာရတာပေါ့နော်ဒီလိုမျိုးစကားပြောတဲ့ကိစ္စကိုကြောက်တက်တဲ့သူတယောက်အဖြစ်ကနေပြီးတော့စင်ပေါ်မှာတက်ပြီးတော့ပြောနိုင်တဲ့သူတယောက်အဖြစ်နဲ့အဲစကားပြောလာတာပေါ့အရင်2019တုန်းကဆိုရင်ကျွန်တော်တို့ ဟိုကျွန်တော်နဲ့အတူတူတခြားဆရာနှစ်ယောက်ရှိသေးတယ်ကျွန်တော် power passion ဆိုတာရှိရပေါ့နော်အဲ့ power passion ကျွန်တော်နှစ်နှစ်ပြည့်လို့ပါလို့ဆိုလူတော်တော်များတယ်လူလူတထောင်လောက်ရှိရပွဲတွေမှာတော့မှအဲကျွန်တော်ဝင်ဟိုပေါ့စင်ပေါ်မှာကျွန်တော်တို့စကားပြောနိုင်တဲ့အခြေအနေကိုရောက်လာပြီပေါ့ဆိုတော့ ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ကိုရိုင်းဆိုရင်လည်း introvert တယောက်ပဲ introvert တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူရှိမှစကားပြောဖို့အတွက်တို့ဒီလူကြားထဲမှာစကားပြောရမယ့်ကိစ္စတွေပါလေကိုကျွန်တော်အယမ်းကြောက်တယ်ဒါပေမဲ့ကိုရွေးချယ်လိုက်မိတဲ့လမ်းကကြတော့ဘာလဲဆိုတော့ခုနကပြောတဲ့ health care influencer ဆိုရဲလူတွေရှိမှစကားပြောရတဲ့ကိစ္စဖြစ်ဆိုတော့အရင်တုန်းကတော့ဟိုဆက်ဆက်ချင်းတုန်းကတော့လူတွေနဲ့စကားပြောဖို့ကကြောက်တယ်ဗျာကြောက်တယ်ဒါပေမဲ့တဖြည်းဖြည်းချင်းနဲ့ကိုကိုကို ဖြည့်ရှင်းလာတာပေါ့ကိုယ်စိတ်ကိုဖြည့်ရှင်းလာတယ်အဲဒီလူတွေရှေ့မှာစကားပြောမယ်ဆိုရင်ဘယ်လိုမျိုးအချက်တွေကိုလိုက်နာရမယ်ဆိုပြီးကိုယ့်ကိုယ်ကိုဟိုသင်ကြားထားတာရှိတယ်ဒီအချက်တွေကိုလိုက်နာရတယ်တက်ရှူလေ့ကျင့်ခန်းတွေပါတယ်လုပ်တယ်ဒီအကြောင်းတွေကိုအဲကျွန်တော် လုပ်တဲ့အခါကျတော့အာဘာပဲဖြစ်ဖြစ်ကိုယ်က introvert တယောက်ဖြစ်နေပေမဲ့လည်းလူတွေရှေ့မှာအထူးသဖြင့်တော့စင်ပေါ်မှာတက်ပြီးတော့စကားပြောဖို့ stage fright ကိုဟိုမကြောက်တော့ဘူးပေါ့နော်ဒီကိစ္စမကြောက်တော့ဘူးလူတွေရှေ့မှာပြောဆိုပြောနိုင်တယ်ဒီလိုမျိုးအနေထားမျိုးကိုရောက်လာတယ် ဲ့တော့ဘယ်လိုမျိုးလုပ်မလဲဒါကလေ့ကျင့်လို့ရပထမဆုံးကတော့ဘာပြောချင်တာလဲဆိုတော့ဟို အနေနဲ့အများတော့လူရှေ့ထွက်ပြီးစကားပြောဖို့ကြောက်ကြတဲ့သူတွေပဲကျွန်တော်တို့ဟိုကျွန်တော်တို့ကြီးပြင်းခဲ့တဲ့ပုံစံမတူဘူးလေနော်အခုခေတ်ကလေးတွေကတော့လူရှေ့မှာထွက်ပြီးစကားပြောဖို့ပါညာတော်တော်လေးအဆင်ပြေလာတယ်ဟိုသူတို့ចောင်းနေရလဲနိုင်တကာအဆင်တန်းနဲ့တူတူဒီလိုမျိုးကို train ပေးတဲ့ခါကျတော့လေဟိုတော်တော်လေးအဆင်ပြေလာရပါတော့အခုကလေးတွေကဒါပေမဲ့ကျွန်တော်တို့တုန်းကကျတော့လူရှေ့ထွက်ဖို့တို့မေးကူးမေးဖို့တို့ဘာလို့ဆိုတော့ကအရန်ကြောက်ဖို့ကောင်းနေမလားအဲ့လိုမျိုးဆိုတော့ဟိုကြောက်ကြမှာပဲဒါအနေနဲ့အများကြောက်ကြတဲ့သူတွေကြီးပဲအဲ့တော့ ဒီလိုကြောက်ကြတဲ့သူတွေအိမ်မှာမှာဘာဖြစ်လို့တချို့လူတွေကပိုကောင်းလာတာလဲလူရှိမှာပိုပြီးတော့ထွက်တက်လာတာလဲဆိုတော့ practice ပဲလေ့ကျင့်မှုလေ့ကျင့်တာပြေးဝလေလေဒီ stage fright ကပိုပြီးတော့ ဟိုဘယ်လိုပြောမလဲကြဆင်းလာလေလေပဲမကြောက်တော့လေလေပဲတဘောဒီကိစ္စကလုံလေလှုပ်ထရှိတဲ့အရာတစ်ခုလို့ဖြစ်နေဥဥပမာပြောကြပါသို့ကျွန်တော်ကခုနပြောရဲကျွန်တော်ကလူရင်းနဲ့စကားပြောဖို့ခက်ခဲတယ်ဒါပေမဲ့ကျွန်တော် screen ကို camera စကားပြောဖို့အတွက်ကကျွန်တော်အတွက်ကလွယ်လွယ်လေးတချို့လူတွေအတွက်ကကြာတော့လူဒီ camera ကိုကြည့်ပြီးစကားပြောဖို့တော့နောက်တစ်ခုကအဲ့လိုမျိုးပေါ့ဒီကြော်ညာတွေပါရိုက်ဖို့ဒီဒီ video vlogs တွေပါရိုက်ဖို့ကိုယ့်ရုပ်ကိုပြပြီးတော့ vlogs ရိုက်ဖို့ပါလို့ဆိုတာတချို့လူတွေအတွက်အရန်ခက်ခဲတယ်ဒီ camera ရှေ့ကိုရောက်ပြီးဆိုတာနဲ့အဲ့လိုလူကဟိုတုံတုံလှုပ်လှုပ်တွေပါဖြစ် လာတာနော်အဲ့တော့ပြောချင်တဲ့သဘောအနည်းနဲ့အများတို့ဒီကိစ္စဆိုတာကရှိကြတဲ့သူတွေကြီးပဲကျွန်တော်တို့ကဒီဟာကိုဘယ်လို overcome လုပ်ရလဲဆိုရင်လေ့ကျင့်တဲ့နည်းလမ်းတွေပဲ practice လုပ်တဲ့နည်းလမ်းတွေပဲဒီကိစ္စကိုကျော်ဖြတ်ရတယ် ပုံမှန်ကတော့ဘယ်သူမှမွေးကလေးကရမ်းကိုစင်ပေါ်မှာစကားဟိုစင်ပေါ်မှာတက်ပြီးစကားပြောတာရမ်းကျွမ်းကျင်နေတယ်ဆိုတဲ့သူကတော့မရှိပါဘူးဒီလိုပဲကျွန်တော်တို့ကလေ့ကျင့်လေ့ကျင့်နေတဲ့ကိုယ်စိတ်ကိုပြုပြင်နေတဲ့ပဲကျွန်တော်လှုပ်လာတယ်အဲ့တော့ကျွန်တော်ဒီမှာအချက်၅ချက်ကိုကျွန်တော်အဓိကပြောပြမယ်เนาะကျွန်တော်ကိုယ်တိုင်စင်ပေါ်တက်တဲ့ခါခါမှာဘယ်လိုမျိုးဖြေရှင်းလဲဆိုတဲ့အချက်၅ချက်ကိုကျွန်တော်ပြောပြမယ်အဲ့တော့စင်ပေါ်တက်เสียရှိလာပြီဆိုတဲ့အချိန်မှာပထမဆုံးကကိုဘာပြောမှလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့တိတိကျကျနားလည်အောင်လုပ်ထားပါ နော်စင်မော်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကလူတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်လှုပ်ရှားမှုကတော့ရှိမှာပဲစိတ်လှုပ်ရှားမှုရှိမယ်ကျွန်တော်တို့အတွေ့ဟိုစဉ်းစားရတာတွေခက်ခဲဝါးတာတွေပဲရှိမယ်ဒီဟာကိုမဖြစ်ဖို့အတွက်ဆိုရင်ကိုပြောမယ့်အကြောင်းအရာကဘာလဲအမြဲတမ်းပြောနေကြအကြောင်းအရာ ကိုတကယ်ကိုထဲထဲဝင်ဝင်နားလဲတဲ့အကြောင်းအရာကိုတကယ်ကိုဒီဟာအောင်နဲ့ပတ်သက်လို့ကြည်ကြည်ညံ့ညံ့ပြအင်စာလောက်ထားရတဲ့ပေါ့အဲ့လိုမျိုးကြည်ကြည်ညံ့ညံ့နဲ့ဒီအကြောင်းအရာကိုတည်တည်ချာချာနားလည်နေခြင်းက ဘယ်နေရာပဲရောက်ရောက်ကျွန်တော်တို့အဲအကြောင်းအရာပြောလို့ရတယ်ကျွန်တော်ရဲ့ stage fright ကိုပထမဆုံးဖျောက်တဲ့အကြောင်းအရာအဲ့ဒါပဲဘာလဲဆိုတော့အော်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ငါတိတိချာချာနားလဲတာပဲဒီဟာကိုငါကဟိုတကယ်အရှိတိုင်းအမှန်တိုင်းကိုပြောမယ် objective ကြကြဓမ္မဋိဌာန်ကြကြတကယ်အမှန်တရားကိုပြောမယ်ဘာတွေဖြစ်နေလဲဆိုတော့ပြောမယ်စသဖြင့် ီလိုကိုပြောမဲ့အကြောင်းအရာနဲ့ပတ်သက်လို့တိတိချာချာနားလည်နေခြင်းကဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်ပြောလို့ရတယ်ကင်မရာရှေ့မှာပဲဖြစ်ဖြစ်စင်ပေါ်မှာပဲဖြစ်ဖြစ်လူတွေရှေ့မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြောလို့ရတယ်အကြောင်းအရာဖြစ်သွားအဲ့တော့စင်ပေါ်တက်ပြီးတော့စကားပြောမယ် stage strike ကိုဖျောက်ချင်တယ်ဆိုပထမဆုံးလောက်ရမယ့်အကြောင်းအရာကကိုပြောမဲ့အကြောင်းအရာကိုတိတိချာချာနားလည်အောင်ကျွန်တော်လေ့လာထားပါနော်တည်တည်ချာချာနားလဲအောင်ဘာပြောမှလဲငါဒီအကြောင်းအရာနဲ့ပတ်သက်လို့ကြိုက်တာမေးဘယ်ကဆန်းဆန်းညာဆန်းဆန်းကြိုက်တယ်လို့ဆန်းအဲ့လိုမျိုးနားလဲနေအောင်လှုပ်ထား ဒါဆိုရင်စင်မတက်ပြီးပြောတဲ့အခါမှာအရန်စင်ပြေဒါကပထမတစ်ချက်နော်ဒုတိယတစ်ချက် ပြင်းပြင်းစင်စင်သွားပါပြင်းပြင်းစင်စင်သွားပါသာဒီရုပ်ပိုင်းဆိုင်ရာပြောင်းကျွန်တော်ကစင်မတက်တဲ့အခါမှာအင်ကြီးဝစ်ဆန်တဲ့ပတ်သက်လို့လူယိုတေရှင်ယိုတေဖြစ်အောင်တော့ကျွန်တော်ဝစ်တယ်စားတယ်ဒါပေမဲ့ဟိုအကားတော့ဖြစ်အောင်တော့ကျွန်တော်မလုပ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ဝစ်ပုံစားပုံကဟိုတွေးကြတဲ့အတိုင်းစင်မမှာလည်းကျွန်တော်တီရှပ်နဲ့ဂျင်မောက်မီနဲ့စကားပြောချင်ပြောနေတာပဲတဘောကအဲ့လောက်ကတော့ရတယ်အဲ့ဒီခါကိုပြောတာမဟုတ်ပြင်းပြင်းစင်စင်သွားပါဆိုတာက ကူဖာအကြောင်းအရာကိုပြောမှလဲခုနကပြောတဲ့အကြောင်းအရာကိုသိအောင်နားလည်အောင်လောက်ရမယ်ဆိုတာမှာပြောတဲ့အကြောင်းအရာက နားလည်ပေမဲ့တကယ်ပြောရတဲ့အချိန်မှာကအချိန်အတိုင်းတာ limit ကလည်းရှိတယ်လူတွေရဲ့မျက်နှာကိုကြည့်တဲ့အခါမှာလဲသူတို့ကဘယ်လောက်ထိစိတ်ဝင်စားနေလဲဘာလဲညာလဲဆိုရဲဒီဟာတွေကိုလည်းကျွန်တော်တို့ကမြင်နေရတယ်ဗျာမြင်နေရတော့ကိုယ့်ရဲ့စိတ်ကိုက prepare မလုပ်ထားဒီပြောမယ့်အကြောင်းအရာနဲ့ပတ်သက်လို့တိတိချာချာမပြင်ဆင်ထားဘူးဘယ်လောက်ပြောမယ်ဘယ်နှမိနစ်အတွင်းပြောမယ်ဘယ်လိုပြောမယ်ဆိုတာတွေကိုတိတိချာချာမလုပ်ထားဘူးဆိုရင်ကျွန်တော်တို့အတွက်ကနည်းနည်းလေးခက်ခဲသွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့်လို့ပြင်ပြင်ဆင်ဆင်သွားပါဆိုတော့ကိုပြောမယ့်အကြောင်းအရာဘယ် slides တွေပြောမယ်ဘယ်လိုပြောမယ်ဥမာ cut clay တွေလောက်ရမယ်ဆိုရင်လည်းလောက်အောင်မှဟိုကကျွန်တော်ဆိုရင်ဗျာဘာလောက်လဲဆိုတော့ cut clay တွေယူထားဟို fiber လေးတစ်ခုယူထားတယ်ဆိုင်ရယ်ကလေးမှာကျွန်တော်ပြောမယ့်အကြောင်းအရာကိုကျွန်တော်ခေါင်းစဉ်လေးတွေပဲထည့်ထားလိုက်ခေါင်းစဉ်တစ်ခုပြော အဲခေါင်းစဉ်ကိုတိပြီဆိုကျွန်တော်အောက်ကအကြောင်းအရာတိပြီခေါင်းစဉ်ကိုတိပြီဆိုကျွန်တော်အောက်ကအကြောင်းအရာတိပြီအဲ့လိုမျိုး prepare လုပ်ထားတဲ့ခါကျတော့စင်ပေါ်မှာလိုအဝါရာမျိုးဘယ်လိုမျိုးလောက်အောင်လဲစဉ်းစားလို့မရတာမျိုးဒီလိုပြဿနာတွေမရှိတော့ဘူးပေါ့နော်အဲ့နှစ်ချက်ရှိသွားပြီတတိယတစ်ချက်ကတော့ဗာလဲဆိုတော့ကိုယ်စိတ်ကိုပြုပြင်တာပေါ့နော်စင်ပေါ်တက်တော့မယ့်အချိန်မှာရင်းနေရန်ခုန်တယ်ရင်းနေရန်ခုန်တယ်ဟာဒုက္ခပါပဲဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်အဲ့လိုမျိုးဟို စိုးရိမ်စိတ်တွေအများများလာတယ်တခုခုများပြဿနာဖြစ်သွားမလားလို့ကျွန်တော်တို့တွေးတာအများများလာတယ်ဆိုရင်ကျွန်တော်လုတ်စေခြင်းနဲ့အတွေးတခုကဘာလဲ CBD နီးလန်းနဲ့ပေါ့ဗျာအဲ့ဒါဘာလဲဆိုတော့စင်ပေါ်မှာကျွန်တော်တက်ပြီးဟောပြောပြီးတော့ကိုမကြိုက်တဲ့သူကြိုက်တယ်မကြိုက်ဘူးဒီလောက်ပဲပေါ့ လူရောကြုံအလောက်ပဲလေနော်ဘာများထပ်ပြီးဖြစ်လာနိုင်တရားရှိလို့လေအစိုးဆုံးကဘာများဖြစ်လာနိုင်မှာမလို့လေနော်စင်မောကတက်တဲ့သူကိုကျွန်တော်တို့မကြိုက်လို့ဆိုပြီးဂဲနဲ့ထုတယ်ဆိုတဲ့ကိစ္စမရှိပါဘူးနော်ဒီလိုစင်မောတက်ဟောပြောတဲ့ဒီလိုကိစ္စမျိုးတွေမှာမရှိကြပါဘူးအဲ့အတွက်ကြောင့်မလို့ဒီကနေပြီးဘာများအစိုးဆုံးဖြစ်လာနိုင်မှာလေငါတိတိချာချာလေးဒီအကြောင်းအရာသိနေတာပဲငါတိတိဟိုနောက်တစ်ခါဘယ်လိုမျိုးဘယ်အကြောင်းအရာတွေပြောမလဲဆိုတော့လေငါတိချာပြင်ဆင်လာတာပဲဒီအတွက်နဲ့ပတ်သက်လို့ငါစိုးရိမ်စရာမလိုပါဘူးအစိုးဆုံးဘာဖြစ်နိုင်မှာသူတို့ကြိုက်ရင်ကြိုက်မကြိုက်ရင်လည်းနေပေါ့ ဒီမှာမကြိုက်တော့လဲငါနောက်တစ်ခါအတွက်ပို့ပြီးတော့ဒီဟာဘယ်လိုလုပ်အောင်လဲဆိုတာငါသိရတယ်မကြိုက်ဘူးဆိုရင်တော့မှမြန်မာတွေကဟိုဘယ်လိုပဲဖြစ်ဖြစ်ဟိုယဉ်ကျေးကြပါတယ်မကြိုက်ဘူးဆိုရင်တော့မှစင်ပေါ်မှာတက်နေတယ်ပြီမကြိုက်ဘူးဆိုရင်ဒီစင်ရှိမှာတော့ဟို audio hit ကျင်မပြောကြပါဘူးဟုတ်တယ်မလားအဲ့တော့အစိုးဆုံးကဘာဖြစ်လာနိုင်မှာမဟုတ်လို့ရတယ်သူတို့ကိုဟောပြောတာမကြိုက်ရုံပေါ့ပြင်းညာကြီးဘာတွေပြောနေမှမသိဘူးလား လူရောကြော်တော့ပဲဟုတ်တယ်မလားအရင်ကြီးဒီထက်ပို့ပြီးတော့ဆွေးရွားနိုင်စရာကိုယ့်ကိုအနာတရားဖြစ်လာနိုင်စရာဘာမှမရှိပါဘူးဒီအတွက်ကြောင့်မလို့အရင်မဆိုးရင်လည်းစင်မတက်ခန့်နေတော့ကျွန်တော်ကိုယ့်ကိုအားပေးတော့ဘာဖြစ်လာနိုင်မှာသူတို့ကြိုက်လဲကြိုက်မကြိုက်လဲနေပေါ့ငါတော့ငါအစဉ်ပြေဆုံးပြန်ပြောလာခဲ့မယ်ဒါပဲဒီလောက်နဲ့ကိုယ့်စိတ်ကိုပြင်ဆင်လိုက်ပြီဆိုရင်ညော်လင်းချက်ကိုအဲ့လိုမျိုးလှုပ်ထားလိုက်တဲ့အခါကျတော့အဆိုးဆုံးနေဖြစ်လာရင်တော့အော်โอเคနောက်တစ်ခါငါဒီလိုမျိုးမလုပ်တော့ဘူးနောက်တစ်ခါဒီလိုမျိုးမပြောတော့ဘူးဒါမျိုးကျွန်တော်စဉ်းစားလိုက်ရတယ်ဟုတ်ပြီလားတုံးချက်ရှိပါ့နောက်ထပ်နံပါတ်၄တစ်ချက်ကဘာလဲဆိုတော့ စင်ပေါ်မှာဒါကကျွန်တော်ရဲ့အကြံပြုချက်တစ်ခုပါလိုက်နာကျင်လဲလိုက်နာမလိုက်နာကျင်လဲဒါကတခုသဘောပဲကျွန်တော် ကတော့စင်ပေါ်ရောက်တဲ့အခါမှာကိုကတခြားလူတယောက်လူပြုတ်မှုဆက်ဆံလို့မရဘူးဗျာကျွန်တော်အတွက်ဆိုရင်တော့ဘယ်လိုလဲဆိုတော့ကျွန်တော်စင်ပေါ်တက်မယ်စကားပြောမယ်အခုလိုမျိုးပေါ့ကင်မရာရှိမှာစကားပြောမယ်စင်ပေါ်တက်မယ်စကားပြောမယ်ဒီလိုမျိုးလုပ်မယ်ဆိုတဲ့အချိန်မှာဟိုကိုမဟုတ်တဲ့အရာတွေကိုမလုပ်တဲ့အရာတွေကိုကိုကိုအကြည့်ညိုပြက်စေတဲ့အရာတွေကိုကိုကိုလိပ်ပြမလုံတဲ့စကားတွေပြောလို့မထွက်ဘူး နော်အပြုတ်မူတွေအပြောဆိုတွေစကလုံးအသုံးနှုံးနေရအစဗျာနော်အဲ့လိုမျိုးအကြောင်းအရာတွေပြောတဲ့ချိန်မှာကိုမဟုတ်တဲ့သူတယောက်လိုမျိုးကျွန်တော်တို့ကတင်းဆောင်လို့မရဆင်မတက်နေတယ်ကျွန်တော်တို့တော့မရတင်းဆောင်လို့ရတဲ့သူတွေအတွက်လည်းရရင်ရလိမ့်မယ်ဒါပေမဲ့ introvert ဖြစ်တဲ့လူတယောက်အနေနဲ့ကျွန်တော်လူလူတယောက်အနေနဲ့ဆင်မတက်ပြီးတော့စကားပြောတဲ့ချိန်မှာကိုမဟုတ်တဲ့တခြားသူတယောက်လိုမျိုးအမူအရာတွေဟန်ပန်တွေစကားပြောဆိုပုံတွေနဲ့ကျွန်တော်လုပ်လို့မရအဲ့ဒါကကျွန်တော်တပူကြီးစိတ်ဖိစီးတယ် ဟိုဟိုဘာဟန်ဆောင်နေရတယ်လို့ခံစားရတဲ့ခါကျတော့ကိုပြောတဲ့အကြောင်းအရာကိုပါလာပြီးထိခိုက်စေတယ်ဒါကနံပါတ်၄တစ်ချက်ပါအဲ့တော့စင်မတက်တဲ့အချိန်မှာကျွန်တော်ကတော့တက်နိုင်သမျှကိုပဂရီအတိုင်း authentic authentic ဖြစ်မှုကိုပြကိုကဘယ်လိုလူမျိုးလဲဘလို့အကြောင်းအရာမျိုးလဲဘလို့ဘလို့လူမျိုးမလို့ဘလို့အကြောင်းအရာမျိုးလဲစသဖြင့်ဒီ authentic ဖြစ်မှုကိုကျွန်တော်ပြ authenticity ပေါ့နော်ဒါလေးမျိုးကိုပြရတယ်ဒါမှကျွန်တော်တို့ကဟိုအထက်အောက်ကလူတွေအတွက်ကဒီမှလေးကျွန်တော်နောက်ထပ်တစ်ခုကပါလဲဆို authenticity ကိုဘာလို့ပြရတာလဲစင်မမှာဟန်ဆောင်လို့မရအောင်ဆိုတာက ိုကဟောပြောတဲ့သူတယောက်အနေနဲ့စင်အောက်ကပြိတ္တနဲ့ကိုနဲ့ connection ရှိဖို့လိုအပ်တယ်ဒီလို connection အပြန်အလှန်ရှိနေမှကိုပြောတဲ့အကြောင်းအရာသူတို့ကနားထောင်မယ်သူတို့အတွက်လည်းစိတ်ဝင်စားစရာကောင်းမယ်မဟုတ်ရင်အရင်ပြင်းစရာကောင်းလိမ့်မယ်ဒီလို connection ရှိနေဖို့ဆိုတာကကိုယ့်ရဲ့ပကတိ authenticity ကိုပြနိုင်မှပြိတ္တကလည်းကိုကိုယုံကြည်မယ်သူတို့နဲ့အပြန်အလှန်ကြဟိုကျွန်တော်တို့ connection လေးရှိလာနိုင်တယ်เนาะဒါလေးပေါ့နံပါတ်၄ရှိပါတယ်နံပါတ်၅တစ်ချက်ကတော့ဗာလဲဆိုတော့စင်မော်တက်ခံနေကြရင်ဘယ်သူမှမစိုးနှလုံး ခုံမြန်ပါတယ်ကျွန်တော်ကလည်းအခုချိန်နှလုံးခုံမြန်တယ်ရင်းနေတုံနေပေါ့နော်တဘောကရင်းနေတုံနေဟာဒုက္ခဒုက္ခပါတယ်ဒုက္ခအဲ့လိုရင်းနေတုံနေချွေးစည်းရပြန်စားသဖြင့်ပေါ့ဒီလိုပြောဖြစ်တယ်ဒါကဖြစ်တယ် ြစ်တတ်တဲ့ဒီပုံစံမျိုးတွေကြီးပဲဗျာဟိုဘယ်လိုပဲပြောဟောနေတဲ့သူဖြစ်ဖြစ်အနေနဲ့များတော့ဖြစ်တတ်တဲ့ကြားတဲ့သူတွေရေပြိသက်ကြီးရင်ကြီးတယ်လို့ပေါ့နော်ဖြစ်တယ်အဲ့တော့ဒီဟာဘယ်လိုထိမ့်မလဲနှလုံးခုန်တွေရမ်းမြန်နေတဲ့အခါကျစကားလုံးတွေစကားတွေပြောရတာတုံတယ်ခြေလက်တွေတုံတယ်အဲ့တော့အပေါ်မှာနည်းနည်းဟိုကြည့်ရတဲ့အခါကျရင်အဲ့လိုတုံတာတွေပါနည်းနည်းပပတော့ရှိလိမ့်မယ်ဒါပေမဲ့အရင်မစိုးရင်လည်းဆင်ရောက်ကလူအတွက်ကမမြင်ရအောင်ဒါတွေဟာလေနော်အဲ့တော့အဲ့လိုမျိုးတုံတုံရင်ဖြစ်တယ်ပါညာမဖြစ်အောင်လို့ဆိုရင်ကျွန်တော်ကအသက်ရှူလေ့ကျင့်ခန်းလေးလုပ်ပြီးနော် တက်ရှူလေးခြင်းကဆိုတာ၄စက္ကန့်ရှူသွင်းတယ်ပြီးရင်အတက်ကိုဟိုးထားတယ်9စက္ကန့်ဟိုးတယ်နော်9စက္ကန့်ဒီထိန်းထားတယ်ပေါ့အတက်အောင်ထားတယ်ပြီးရင်ပြန်ပြီးတော့ထုတ်တယ်ရှူထုတ်တဲ့အခါ၈စက္ကန့်၈စက္ကန့်ရှူထုတ်တယ်၄ခွန်၈နီလန်းပေါ့၄စက္ကန့်ရှူ9စက္ကန့်ထိန်း9စက္ကန့်အတက်အောင်၈စက္ကန့်ရှူထုတ်အဲ့ဒီနီလန်းကဘာလဲဆိုတော့ကျွန်တော်တို့နှလုံးခုန်တာကသူကယော့ပါစေတယ်နော်ရင်းနေရမ်းတုံနေတာကသူကတက်တာပါစေခေါင်းဖြစ်သွားတယ်ပေါ့ ဲ့ဒါကိုကျွန်တော် relaxing ဖြစ်တဲ့เนาะ relaxing ဖြစ်တဲ့ anxiety ကိုထိန်းတဲ့အသက်ရှူနည်းလို့ခေါ်တယ်အဲ့ဒီ anxiety ကိုထိန်းတဲ့အသက်ရှူနည်းကိုလှုပ်လိုက်ရင်သူကနှလုံးခုန်တယ်ကြာသွားကြာသွားတဲ့အခါကျတော့ကိုယ်စကားပြောတဲ့အခါမှာလည်းပြဿနာတွေအရင်ကြီးတော့ပေါ့အဲ့တော့ဒီအချက်၅ချက်ကိုလိုက်နိုင်တော်တော်အဆင်ပြေတယ်အဲ့ကျွန်တော်ကျွန်တော်အတူချုပ်လေးပြောပြပေးမယ်အဆင်ကြောက်တဲ့ယောဂါကတော့လူတိုင်းမှာအနေနဲ့များတော့ရှိတတ်ပါတယ်တချို့လူတွေအထူးသဖြင့်တော့ introverts တွေမှာတော့ စင်ကြောက်တဲ့ယောဂဘူးဆိုးတတ်တယ်ဒါပေမဲ့တစ်ခါလေမှာကိုကစင်မောတက်ပြီးတော့ဟောပြောတဲ့ခိုက်တက်နေရှိလာနိုင်တယ်ဒီဟာကိုဘယ်လိုဖြေရှင်းမလဲเนาะအချက်၅ချက်ကိုကျွန်တော်ပြောထားတယ်ပထမတစ်ချက်ကကိုပြောမယ့်အကြောင်းအရာကိုတည်တည်ချာချာတည်နာလဲအောင်လုပ်ပါเนาะဒုတိယတစ်ချက်ကပြင်းပြင်းစင်စင်သွားပါပြင်းပြင်းစင်စင်ပြောမယ့်အကြောင်းအရာကိုပြောတာပြင်းပြင်းပြောမယ့်အကြောင်းအရာပြင်းပြင်းစင်စင်လုပ်သွားပါတတိယတစ်ချက်ကကိုကိုကိုအကြံပေးကိုကိုပြန်သတိပေးတဲ့ကိစ္စပါ။အော်အစိုးဆုံးဘာဖြစ်လာနိုင်မှာလဲ။သူတို့ကြိုက်ရင်ကြိုက်မကြိုက်ရင်လည်းနေပေါ့။နံပါတ်၄စင်ပေါ်မှာ ကိုယ့်ပကတိပုံစံ authenticity ကိုပြပါပရိသတ်နဲ့ connection ရဖို့အတွက်ယူသားဖို့ကလိုအပ်ပါတယ်နံပါတ်၄တစ်ချက်ပါနံပါတ်၅အချက်ကတော့စင်ပေါ်မတက်ခင်မှာစင်ပေါ်ရောက်နေတဲ့အချိန်စကားမပြောသေးခင်မှာဆိုရင်အသက်ရှူလေ့ကျင့်ခန်းပေါ့ခုနပြောတဲ့ social anxiety ကိုကြာဝါစေတဲ့အသက်ရှူလေ့ကျင့်ခန်းလေးလုပ်ပေးပါဒါဆိုရင်စင်ပေါ်တက်ပြီးတော့ပြောမဲ့ဟောမဲ့သူတွေအတွက်အရန်စင်ပြေပါတယ် introverts တွေမှမဟုတ်ဘူးစင်ကြောက်တတ်တဲ့သူတွေဘယ်သူမှဆိုကျွန်တော်ပြောတဲ့အချက်၅ချက်ကိုကျင့်သုံးရင် စင်မတက်တဲ့ကိစ္စမှာပို့ပြီးအဆင်ပြေလာနိုင်မှာဒီမှာတတိပေးချင်တာတခုကတော့တခါတည်းနဲ့တော့ရမှာမဟုတ်ဘူးဘယ်သူမှတခါတည်းနဲ့အဆင်မပြေဘူးထက်ခါထက်ခါလှုပ်ချင်းကတာကိုကိုပို့ပြီးကောင်းလာတယ်စင်မတက်ဟောပြောဟောနေတဲ့သူတွေကလည်းအရင်တုန်းကနော်အမြဲတမ်းဒီလိုမျိုးတက်လာတဲ့သူတွေမဟုတ်ဘူးသူတို့လည်းတဖြည်းဖြည်းလေ့ကျင့်လေ့ကျင့်ပြောရင်ဟောရင်နဲ့ပို့ပို့ပြီးတော့ကျွမ်းကျင်လာတဲ့သူတွေဒါမှမမေ့ပါဘူးကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်